မြေပြင်ရရှိတဲ့သတင်းတွေကိုကျွန်တော်ကစပီကာသမားတယောက်အနေနဲ့နိုင်ငံတော်အကြီးအကဲတွေအေဂျင့်ဆောင်နေထိုင်နေတဲ့ပြည်သူလူထုတွေတက်မလို့နဲ့တက်မလို့သားပြီးသားစုဝင်တွေနော်ဝန်ထမ်းတွေမှာပါပေါ့နော်ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်ကျွန်တော်သတင်းကိုကျွန်တော်ရဲ့မြေပြင်သတင်းကိုစားသုံးနေတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေသိရှိအောင်စပီကာသမားတယောက်အနေနဲ့အမုန်းခံတယ်နင့်နာခံတယ်အဖြေခံပေါ်နဲ့အမုန်းခံလူသားတယောက်အနေနဲ့တင်ဆက်ပေးနေတာဖြစ်တယ်နော်အဲ့တော့အခုကတောင်ကြီးမောင်အေဂျင့် ကြပြလေးပေါ့နော်ကြပြလေးကောင်းကြီးကမေးတတ်သူများတဲ့ကျေးဇူးတရားအသေးမွားဟုလေးသားမှုရင်းမေးသွားခြင်းကိုအိမ်ဖြင်းသူဟုမှတ်ချက်ပြုက အမှုကိစ္စနောက်ကြုံရတော့ကဲမမိသူမေ့တတ်၏ကျေးဇူးမြီကတင်ရှိကြရင်ရရှိခံစားအကျိုးများကိုပွားများမှတ်မိစင်တည်းဖြင့်အတိဆဲကက်မမေ့အပ်မှုလိုအပ်ချိန်ကဖေးကူကြတော့များလာထွေထွေ့ ကျေးဇူးတွေကိုမတည်မချင်းမေးလျော်ကင်းစွာရင်တွင်းထဲသို့ထားရ၏တဲ့မောင်အေးချမ်းတောင်ကြီး24ရက်နာ2025 9နှစ်20နှစ်မှာရရှိခဲ့တဲ့ကြာဖြစ်ပါတယ်မင်္ဂလာဒီကျော်နေ့ရပါတယ်ကိုစိတ်နှပြအေးချမ်းကြပါစေတဲ့နော်အခုကတော့မြေပြင်တည်းပေါ့နော်မြေပြင်တည်းကကျွန်တော်ပြောချင်တာကကျွန်တော်ဒီနိုင်ငံမှာဒီကြပြလေးနဲ့ပတ်သက်ပြီးတော့နေကင်းကကြပြလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာကကျွန်တော်တို့ဒီနိုင်ငံမှာပေါ့နော် စာရေးဆရာကြီးတခင်ကိုယ်တိုင်ကိုတော်မိုင်းဆိုတာရှိတယ်ဒီလိုတွေ့တော့မှတွေ့လာလို့တွေ့လာလို့ဘုံကကြည့်လိုက်လားညီလေးလိုက်လွတ်နေတယ်အလိုလိုပဲတော့ဒီနိုင်ငံမှာဒီနိုင်ငံမှာဆရာကြီးတခင်ကိုတော်မိုင်းဆိုတာကဒါနော်ဒီဘက်ကလူငယ်တွေကတော့သိကြမှာသိမယ်ဒါပေမဲ့ဒါဟိုလူရင်းတို့ရှင်းလိုက်ပါပါနော်ဒီနိုင်ငံမှာနေပြီးဒီနိုင်ငံကိုအချိုးမပြုတ်ရင်ဒီနိုင်ငံနဲ့မတန်တဲ့သူတွေပဲ မတန်တဲ့သူပေါ့ကွယ်တဲ့ဆရာကြီးတခင်ကိုတော့မှဒီဒီတက်တော့မှတွေ့လိုက်လို့ဒီနိုင်ငံမှာနေပြီးဒီနိုင်ငံကိုအကျိုးမပြုရင်ဒီနိုင်ငံနဲ့မတူတဲ့သူတွေတဲ့အခုဒီရဲ့ဘိုင်းတွင်းနေမှာကျွန်တော်ကိုပြောတယ်ကျွန်တော်ကအကြီးမြတ်ခြားသားတဲ့ဝန်ထမ်းတွေနှလုံးသားမရှိတဲ့ဝန်ထမ်းတွေကိုချင်းစာနာတရားစိတ်မရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော်ပြောနေရခြင်းဖြစ်တယ်ခဏနေ YouTube မှာတော့ကျွန်တော်နိုင်ဝဲလောက်လိုက်လွှင့်မယ်ကျွန်တော်အကြောင်းကိစ္စတခုရှိတယ်ဒါကြောင့်မလို့ပါတော့ကိုဖုံးရည်တဲ့လက်ပံလာကိုရဖို့လိုတယ်တဲ့စကိုင်းတုံးကြီးဘက်ကနေတဲ့မိုးကုတ်တပိတ်ချင်း PDF ထောက်ဖို့လမ်းကြောင်းဖြစ်နေတယ်တဲ့ လက်ဘလာကိုရရင်ဒီဘက်ကလက်ဘလာနဲ့မိုးကုတ်လန်ပိတ်သွားပြီးဟိုဘက်ကကြောက်ကြီးစသုံးတက်ကကမ်းဘလူကမ်းဘလူမလဲလန်ပိတ်ထားတယ်တဲ့မိုးကုတ်လန်ပဲကြံပါတဲ့ခေါ်တော့ပါပိတ်မိရေးတဲ့တပိတ်ချင်းတောက်ဖို့မရှိတော့ဘူးတဲ့ခဏလေးနဲ့သိမ့်နိုင်ပြီးတဲ့တလားမကြဘူးတဲ့တပိတ်ချင်းရရင်နဲ့မိုးကုတ်မိုးမိတ်နဲ့လန်နဲ့တပိတ်ချင်းလန်တွေကစစ်ကြောင်းထိုးလို့ရပြီတဲ့နောင်ချိုလဲပြန်ရတော့မှာဆိုတော့တဲ့ထောက်ဖို့လန်အများကြီးမကြံတော့ဘူးတဲ့ကြောင်မဲမိုင်းလုံးလန်ပဲရှိတော့တယ်တဲ့မိုးကုတ်နဲ့တပိတ်ချင်းရရင်နဲ့ ။တင်ရဇာတကတော်တော်များများထိန်းချုပ်နိုင်ပြီးတပုံတွေစားလန်းပိတ်တလောက်ဖြစ်ပြီးတဲ့စစ်တပ်ကိုအများဆုံးကြိုးစားဖို့ပြောပြပါတယ်။ဒါကတော့တမ်းမတော်ကလည်းသိပါတယ်နော်။ဒါပေမဲ့တမ်းမတော်ရဲ့အကြောင်းတရားကြီးလည်းသူတို့သူသူကလည်းသူရှိမှာပေါ့နော်။နောက်တစ်ခုကကိုဖို့ရေးတဲ့25ရက်ကလ2025ကနောင်ချိုတောင်ဖမ်းဘက်ကို MNDAA UWSA အဖွဲ့တွေ UNAS စစ်ဘက်ဒရုန်းအဖွဲ့တွေဆင်းလာတယ်လို့မြေပြင်သတင်းရတယ်တဲ့။အင်အား400ခန့်ရှိတယ်လို့ပြောတယ်တဲ့။အဲ့ဒီမှာနောက်တော့တောင်မဲရသတင်းပေးရတော့ပြောလာတယ်။ကိုကြီးတဲ့ တောင်းခမ်းတဲ့ပလောင်တွေအထုပ်ပိုးတွေနဲ့သွားခဲ့ကြပြန်ပြီအကိုကြီးတဲ့အများကြီးပဲတော့တဲ့လုတ်ပါအောင်နဲ့နေလေလောက်ကားတဲ့သွားတာတဲ့နော်အဲ့ဒါတောင်းခမ်းမှာနောက်တစ်ခုကနောင်ချူမှာညိုဝင်းညိုဆန်းဥတန်ထွေဥအောင်ထေးဥကျော်ရွှေဥညိုတန်ဥသေးဝင်းဥကျော်ဝင်းဥလရွှေဥရေးနိုင်လက်ဖက်ရည်ဆိုင်အဲ့လူတွေအားလုံးညိုဝင်းတို့အဖွဲ့တွေသားတဲ့အခုလည်းတရွာလုံးကိုသူတို့ကြောက်စိတ်နဲ့စိတ်ဆင်းရဲနေရပြီတဲ့ဝင်တဲ့အားလုံးကိုပြန်ခေါ်ခိုင်းနေတဲ့ပြန်မလာရင်နောက်မှာချန်တဲ့မိသားစုတွေကို PDF ထည့်လိုက်ရမယ်ဆိုပြီးအကြက်ကင်နေတဲ့ မျိုးဝင်းမိုးတဲ့ဆရာတော်တွေကအရင်တကဆုံးမပြီးပြီတဲ့အခုပြန်တောင်းကြနေတယ်တဲ့အကိုကြီးနဲ့မျိုးဝင်းကိုလင်းရင်နဲ့ပေါင်ရရဘုံတော့ခြာပေးပါတဲ့ကြောက်တော့ကိုလင်းရင်နဲ့ချားလိုက်လို့တဲ့အကုန်တည်သွားတာမှနားအိမ်မယ်မဟုတ်လဲတဲ့အကုန်လုံး PDF တဲ့အတင်းဆွဲတဲ့နေမယ်အနေဒါရှိတယ်တဲ့ PDF တဲ့ရောက်သွားလို့တရားမဲ့အတူတူတော့တရားလုံးလင်းရင်နဲ့လာချဲတယ်တရားမကအေးအောင်မယ်ရွာကလူတွေကမျိုးဝင်းနဲ့အကြမ်းဖက်အားအကြမ်းဖက်အားပြီးတွေကိုလင်းရင်မြန်မြန်လေးလာချဲပေးပါလို့ဆူတောင်းနေကြတယ်နောင်ချုံမြို့မှာတက်မလို့လက်ထဲပြန်ရောက်တာနဲ့အကြမ်းဖက်ထောက်ဖို့ အားပေးမှန်သမျှကိုတဲ့ပြောပြပါမယ်တဲ့နော်အပြည်သူတွေကအခုပြနေပြီနောင်ကြွားလည်းရမှာပါနောင်ကြွားလည်းတက်မတော်မကြမီချင်းရောက်ရမယ်အဲ့တော့ပီဒီအက်ရဲ့ဝင်လာတို့နော်ဒီဘက်ကိုရောက်ပြီးသားလူတွေအဲနင်တို့ပြန်လာခဲ့နင်တို့မဟုတ်ဘူးဘာဖြစ်နေညာဖြစ်နေအဲ့အိမ်မသွားနဲ့တော့လူဆိုတာကကိုယ်အသက်မတည်မချင်းနော်အသက်မတည်မချင်းလောက်ကန်ရှာပြီးစားတော့လို့ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာထမင်းငတ်ပြီးတော့တေမဲ့တေတဲ့မသားဆိုတာမရှိပါဘူးနော်အဲ့တော့ဒီကောင်တွေကခုတုံးလုံးမှာခမည်းတော်အစွမ်းကုန်ရုပ်မာမှာ ူတို့ပြောတယ်သူတို့တော်လန့်ရေးပေါ့နော်တော့မအောင်မြင်တော့ဘူးကျွန်တော်ပြောတယ်တက်မတော်ဘလို့မှသူတို့တိုက်ခိုက်လို့မရအောင်နော်တက်မတော်ဘလို့မှလည်းမနိုင်နိုင်ဘူးနိုင်စရာအကြောင်းလည်းမရှိဘူးခမားတို့ကြည်လိုက်ခုစစ်မျက်နှာပြင်နေကြည်လိုက်ဒီလောက်နဲ့လည်းသူတို့ရက်တက်သွားပြီစစ်ကဘာမှဆက်လုပ်လို့မရတော့ဘူးနော်အဲ့တော့ခမားတို့ကခမားတို့စဉ်းစားပေါ့ဗျာလှုပ်ချင်လည်းလှုပ်ကြပေါ့နော်နောက်တစ်ခုကတော့မန္တလေးနော်မန္တလေးပြည်သူစစ်ဒိစာလေးတစ်ခုပေါ့ကိုဘုံရည်တဲ့ဥပဒေနဲ့ညီဆောင်ရွက်ချင်းမရှိပြည်သူစစ်တပ်ဖွဲ့ဝင်တအူးအားအရင်အရမခေါ်ဆောင်သွားခြင်းနဲ့တိခေါ်ဆောင်သွားသည့်အချိန် 22ရက်နေ့က2025ရက်နေ့16နာရီခန့်တွင်ပသိမ်ကြီးမြို့နယ်မဲခင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်အကြမ်းဖက်အဖွဲ့အစည်းများကိုတားဆီးနိုင်ရေးအစည်းအဝေးပြုလုပ်နေချိန်တွင်ပသိမ်ကြီးစခန်းမှုနှင့်နေရင်းကောင်းဆောင်ပါအဖွဲ့ချီဦးကမ်းမာတဲ့ကားနှစ်စီးဖြင့်ရောက်ရှိလာပြီးတဲ့ပြည်သူ့စစ်ဒုတိယကောင်းဆောင်တအူးဟာခေါ်ဆောင်သွားတဲ့နှစ်ပြည်သူ့စစ်အုပ်ချုပ်ရေးတာဝန်ခံခလာရလေးတိုင်ရင်အားအကြောင်းကြားခြင်းမရှိဘဲတိုင်းပြည်တိုင်းအကြောင်းကြားခြင်းမရှိပြည်သူ့စစ်ဌာနကိုလည်းအကြောင်းကြားခြင်းမရှိ ပြည်သူ့ခေါင်းဆောင်များကိုလည်းအကြောင်းကြားချင်းမရှိပဲလုံထုံးလုံးကြီးလုံပိုင်ခွင့်ကြော်လွန်၍အရင်အရမခေါ်ဆောင်သွားခြင်း။သုံးပသိကြီးစကံမှုကမေးကြည့်ရာအောင်မြေတာတန်ခရိုင်မှုမှခေါ်ခိုင်း၍ခရိုင်အပ်လိုက်ကြောင်းပြောကြားရတယ်။လေခရိုင်မှုကပုံစံမေးမြန်းခဲ့ရာတိုင်းလူကြီးများမှခေါ်ခိုင်းသည်ဟုပြောကြားသူထံတွင်မရှိဟုပြောတဲ့။ငါ23ရက်နေ့မနက်ပိုင်းတွင်ရဲတိုင်းယုံမှတာဝန်ရှိလူကြီးများအားဆက်သွယ်မေးမြန်းကြည့်ရာပြည်သူ့စီတပ်ဖွဲ့ဝင်တအူးတယောက်ကိုမြောက်ခေါ်ယူစစ်ဆေးမေးမြန်းထားခြင်း စစ်ဆေးရန်တာဝန်ပေးခြင်းမရှိ6သက်ဆိုင်ရာစခန်းမြို့နယ်ခရိုင်တိုင်းတွင်မင်းမြန်ရန်ခုံထားခြင်းမရှိဟုသိရ၍အကြမ်းဖွဲ့အဖွဲ့များအဖွဲ့များမှရဲတပ်ဖွဲ့အယောင်ဆောင်ကဖမ်းဆီးသွားသည်ဟုတန်လျာဖြစ်မိ၍နေမြေကန်စခန်းသာပြည်သူစစ်တာဝန်ခံများအားတွားရောက်တိုင်နိုင်ခဲ့သည်ခုနှစ်လွန်ခဲ့သောတနည်းကကအလားတူဖြစ်စဉ်ကိုမင်းမြန်ခရိုင်ပလုံကျေးရွာတွင်ပြည်သူစစ်အဖွဲ့ဝင်တဦးအားအကြမ်းဖက်အဖွဲ့စီမှရဲအယောင်ဆောင်ကလက်နက်သိမ်းဖမ်းဆီးမှုဖြစ်ပွားခဲ့သည်ဟုသိရသည်ရှစ် လူပြောက်တန်ညာသည့်အချိန်တွင်စကမ်းမှုမှအောင်မြေသာသင်ခရိုင်မှုဥစိန်ယူမှဖန်စီခိုင်းသည်ဟုသိရှိရ၍ဆက်သွယ်မေးမြန်းရာတန်တဲ့မှုဖန်ခိုင်း၍တန်တဲ့မှုအမိတ်မရ၍မလွတ်သေးတာဟုပြောကိုတန်တဲ့မှုကိုဆက်မေးကြည့်တော့သူ့ကိုတင်ပြထားခြင်းမရှိဟုပြောကြားခြင်းပြောကြား၍စစ်တိုင်းဦးစီးချုပ်နှင့်နယ်လုံးဝန်ကြီးချုပ်ခိုင်းစေချက်ဟုထပ်မံပြောကြားတဆယ်လောဘကတိုင်းစစ်စင်ရေးဌာနမှထပ်မံဆောင်ရမ်းကြည့်တော့ပြည်သူစစ်တပ်ဖွဲ့ဝင်တို့ကဖန်စီစစ်စေးခွင့်တောင်းခံထားခြင်းမြည်သူတူဦးတယောက်မှမရှိဘူး စက်ပစ်အမတ်တစ်စကမ်းမှုကိုမေးမြန်းကြည့်ရခရိုင်မှုက CID ပို့ပြီးစစ်ဆေးမိဟုမလို့သေးဘူးပြောစက်နှစ် CID ရဲမှုကိုစုံစမ်းကြည့်တော့မတရားဖမ်းဆီးခံရခြင်းပြည်သူစစ်တပ်ကိုစစ်ဆေးရန်ညွှန်ကြားထားခြင်းမရှိဘူးဖြေကြားစက်သုံးကိုမျိုးကိုရတင်ရင်အေဂျင်ရေးအတွက်အသက်ကိုဗရဏမထားပဲတမန်တော်နဲ့အတူကိုစိတ်ကိုစားအသက်ဆုံးတိုက်ပွဲဝင်နေသောပြည်သူစစ်တပ်ဖွဲ့ဝင်များကိုစိတ်ဓာတ်ပိုင်းဆိုင်ရာကြာစင်းစီပြီးတမန်တော်ပေါ်အထင်မြင်လွဲမြောင်းအောင်လွဲမောင်းအောင်တမန်တော်အရာရှိကြီးများနံမီကိုအလွဲသုံးစားလုပ်ပြီး ရန်တိုက်ပြနေတဲ့ဖျဲကြီးလုံနေတော့အောင်မြေတရားဆိုင်ခရိုင်မှုဥစဉ်ယူတဲ့နော်ကိုဘောက်ကိုဆက်လက်ပြီးတော့ဟောဖြစ်ပါတော့စီမီကုံကျေးရွာနဲ့ PDM များရောက်ရှိနေခြင်းမဟုတ်ဘူးတဲ့စီမီကုံကျေးရွာနားရင်ရှိသောကြည်ရွာနဲ့ PDM အင်အား150ခန့်ရောက်ရှိခုံအောင်နေသည်ဟုကျေးဇူးပြုရပြန်လဲပြောကြားပေးပါတဲ့ကျွန်တော်တင်ပြပေးဖို့သောရန်သူစခန်းတည်နေရာမြေပုံညွန့်ကိုမြင်းကြံနေရှိသောဗျူဟာမှုသိရှိပါသည်တဲ့နော်မြန်မာပြည်အများဆုံးညံ့ကြပါသည်ရှင်းလင်းရောက်နေတဲ့တပ်မတော်သားတွေဘေးအန္တရာယ်ကင်းချပြီးနောက်တန်းကမိသားစုတွေအများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါသည်